ကျမတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ22ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တော်လန်ยีတက်များဥက္ကဋ္ဌစကန်းကိုပိတ်ဆို့ဖြတ်တောက်ထားထိုင်းကဂျမ်မာဖွင့်ထားတဲ့အတွက် drone နဲ့တိုက်ခိုက်ရန်အခက်တွေ ठी ကပလက်တက်စကန်းကိုလည်းတော်လန်ยีတက်များပိတ်ဆို့တိုက်ခိုက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ မြန်မာထိုင်းနယ်စပ်စီးမင်းအနီးကစစ်တပ်ရဲ့ခြေကိုစခန်းဖြစ်တဲ့ဥက္ကဋ္ဌတစ္စကံကိုတော်လန်ရေးတပ်ဖွဲ့တွေကပိတ်ဆို့ဖြတ်တောက်ထားပြီးထိုင်းစစ်တပ်ကဂျမာရီဖွင့်ထားတဲ့အတွက် drone တွေနဲ့တိုက်ခိုက်ဖို့အခက်အခဲဖြစ်နေတယ်လို့လူမှုနယ်ဦးရဲ့ကရင်စီရေးတင်းအရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီတပ်ကလွန်ခဲ့တဲ့၃နှစ်မှာစခန်းမကျအောင်ခုခံနိုင်ခဲ့တဲ့ဥက္ကဋ္ဌတစ္စကံကိုတော်လန်ရေးတပ်ဖွဲ့တွေကဇွန်လ17ရက်နေ့မှာစတင်ပိတ်ဆို့ထားပြီးဖြစ်ပါတယ်။လက်တလုံးမှာကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် KNL ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ PDF ပူးပေါင်းတပ်စစ်ကြောင်းတွေကဥက္ကဋ္ဌတပ်စခန်းကိုဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားတယ်လို့ကရင်စစ်ရေးတရင်ချင်းမြစ်တွေကပြောပါတယ်။အကုန်လုံးဖျက်တောက်ထားပြီးသူတို့ဘဲမှသွားလို့မရတော့ဘူးတိုက်ပွဲကတော့အကြီးအကျယ်မဖြစ်သေးဘူးဝိုင်းထားတဲ့အနေထားပဲစစ်ကူလည်းမလာနိုင်တော့ဘူးလေရိတ်ခါတွေလည်းအကုန်ဖျက်တောက်ထားပြီးသူတို့ဘာနဲ့ပို့မလဲလို့ကရင်စစ်ရေးတရင်ချင်းမြစ်ကပြောပါတယ်။ဒါပေမဲ့နေဆက်ဖြစ်နေလို့ထိုင်းစစ်တပ်က ဂျမရီဖွင့်ထားပေးတဲ့အတွက်တော်လရင်တပ်ဖွဲ့တွေဒရုန်းနဲ့တိုက်ခိုက်မရဖြစ်နေတယ်လို့လဲကရင်စီရင်တရင်ရှိမြက်ကဆိုပါတယ်။နေဆက်ဖြစ်နေတော့ဖွင့်ပေးထားတာ။အိုဘက်ကဖွင့်ရင်ဒီဘက်မှာညှိတာပဲ။ဒီဘက်ကဒရုန်းလွတ်လို့မရဘူးပေါ့။ရမှာပါအချိန်တန်တော့လဲပြီးသွားမှာပါ။သူတို့ကဘာရိတ်ခါမှမရှိရင်ဘလောက်တောင်းခံနိုင်မလဲလို့၎င်းကဆက်လက်ပြောဆိုပါတယ်။စစ်တကတက်ရှိစီယိုလို့အမည်နဲ့ဝါရော့ဖြန့်ဇက်ကရိုက်ခဲ့တဲ့ဥက္ကဋ္ဌတက်စကန်ကို ဒေါ်လာရေးတပ်ဖွဲ့တွေက2022ခုနှစ်ဇွန်လ26ရက်နေ့မှာပထမတစ်ချိန်ဒိုးစစ်စင်တိုက်ခိုက်ခဲ့တာပါ။စကမ်းရဲ့နေရာတချို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့အပြည့်အတ်တော့မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ပထမအချိန်ဒိုးစစ်ရဲ့၃နှစ်နီးပါးရှိလာချိန်မှာပဲကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံကရင်လွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNTO နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေကထိုးစစ်ဆင်ဖို့ပြင်ဆင်ခဲ့တာပါ။ဒါကြောင့်ဒီတစ်ချိန်ထိုးစစ်မှာ KNL ဥဆောင်ပြီးတော်လန်ရေးအဖွဲ့တွေပို့ဆောင်လာတာဖြစ်ပါတယ်။ ဥက္ကဋ္ဌရွာဟာမြဝတီမြို့တောင်ဘက်၄ကီကောဒေသနဲ့မြဝတီမြို့ရဲ့အရှိတောင်ဘက်ဝေါ်လီဒေသကိုဆက်သွယ်ထားတဲ့ကားလမ်းကြောင်းပေါ်မှာတည်ရှိပြီးစစ်ကောင်စီရဲ့အဓိကတပ်စခန်းဟာဥက္ကဋ္ဌရွာရဲ့မြောက်ဘက်ရွာလမ်းမကြီးဘေးမှာတည်ရှိပါတယ်။ဒါအပြင်မြဝတီတောင်ဘက်မှာရှိတဲ့စစ်ကောင်စီရဲ့ထီးကပလေတပ်စခန်းကိုလည်းတော်လန်ကြီးတပ်ဖွဲ့တွေကပိတ်ဆို့ဖြတ်တောက်ထားပြီး drone တွေနဲ့စက်တိုက်တိုက်ခိုက်နေတယ်လို့ကရင်စီရဲ့သတင်းရင်းမြစ်တူကပြောပါတယ်။ KNL နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေဟာ တိကပလဲစခန်းကိုပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပါတယ်။အရေးပါတာတော့အကုန်အရေးပါကြတာပါပဲ။ဥက္ကဋ္ဌကတော့အဓိကကြတာပေါ့လေ။သူကဝေါ်လီနဲ့အဓိကဆိုတော့အခုစကန်နှစ်ခုရဲ့ဝေါ်လီရဲ့ဆိုနေဆက်မှာပြီးပြီမရှိတော့ဘူးလို့ကရင်စီရင်တင်အရှိမြက်ကပြောပါတယ်။ KNL နဲ့ဒေါ်လန်ရေးတက်ဖွဲ့တွေဟာမြန်မာထိုင်းနေဆက်အနီးဥက္ကဋ္ဌတက်စကန်တကြောကဗလေတူကနေလီရှီအင်းမြိုင်ဝါမီထဘရင်နော်မော်ခီ တေဘောဘုတ်တစကန်တွေကိုအခုဇွန်လပိုင်းအတွင်းကဇက်တိုက်တက်ခိုက်သိမ်းပိုက်ယူနိုင်ခဲ့ပါတယ်။ဒါကြောင့်မြဝတီမြို့တောင်ဘက်မြန်မာထိုင်းနယ်စပ်မှာစစ်တပ်ရဲ့ဥက္ကဋ္ဌတစကန်တိကပလေစကန်နဲ့ဝေါ်လီပြူဝါစကန်တိသဲလေကာကင်းစကန်တို့ပဲကျန်ရှိပါတော့တယ်။2024ခုနှစ်နှစ်ကုန်ပိုင်းမှာ KNU ဟာဌာနချုပ်ပြုလုပ်ခဲ့မှုတဲ့မြန်မာထိုင်းနယ်စပ်ကမာနေပလော့စကန်ကိုထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက်ပိုင်းမှာမြန်မာထိုင်းနယ်စပ်ကစစ်တပ်စကန်တွေကိုလည်းဇက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ်။ KNU KNL တက်မှာခုနှစ်မှာလဲစကန်နေငယ်ပဲကြန့်ရှိပါတော့တယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့အရှိအလေပိုင်းမှာရှိတဲ့ American အလုံးတရားဝင် ပြစ်မှတ်ဖြစ်လာပြီလို့ Iran ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအရှိအလေပိုင်းဒေသထဲမှာရှိတဲ့ American အလုံးဟာ Iran အတွက်တရားဝင်ပြစ်မှတ်ဖြစ်လာပြီလို့ Iran တော်လှန်ရေးအစွန်းတက် IRGC ကကြေညာခဲ့ပါတယ်ဇွန်လ22ရက်နေ့မနေ့အစောပိုင်းမှာ American က Israel Iran စီးရီးပဋိပက္ခတ်တဲကိုတိုက်ရိုက်ပါဝင်လာပြီး အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက် IRGC ကအခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။စစ်ပွဲကငါတို့အတွက်အမှန်တကယ်စတင်လာပြီလို့ IRGC ကလူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်။အီရန်ရဲ့အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ IRGC ရဲ့ပြောရေးဆိုခွင့်ရအရာရှိတဦးကလည်းအရှိအလယ်ပိုင်းဒေသမှာရှိတဲ့ American နိုင်ငံသားတွေစစ်သားတွေစစ်ပတ်နဲ့အရက်ဖက်အဆောက်အုံတွေအားလုံးဟာအီရန်အတွက်တရားဝင်ပြစ်မှတ်တွေဖြစ်လာပြီလို့အီရန်အစိုးရကရုံးမြစ်တန်ကြားကိုပြောကြားခဲ့ပါတယ်။ အစောပိုင်းတုန်းက IRGC Iran Nuclear အဆောက်အုံတွေကိုဘုံကျဲခဲ့တယ်ဆိုတဲ့ Trump ရဲ့ကြေညာချက်ကိုပေးချခဲ့ပြီးမီဒီယာတွေရှေ့မှာ stand ထွင်လာတာဖြစ်တယ်လို့မှတ်ချက်ပေးခဲ့ပါသေးတယ်။နောက်တော့မှ Iran အစိုးရရုပ်မြင့်သံကြားဌာနက Nuclear သုတေသနစခန်းကြီး၃ခုက American ရဲ့ဘုံကျဲတိုက်ခိုက်မှုကိုခံခဲ့ရတယ်လို့အတည်ပြုကြေညာခဲ့ပါတယ်။ Iran ရဲ့ Tasnim သတင်း Agency ကလည်းနိုင်ငံရဲ့အထက် Nuclear အဆောက်အုံတစ်ခုဖြစ်ပြီးမြေအောက်ဘန်ကာကြီးအတွင်အခိုင်အမာတည်ဆောက်ထားတဲ့ ဖော်ဒိုစကန်ဟာရန်သူလေကြောင်းတိုက်ခိုက်မှုတွေတံကိုခံခဲ့ရတယ်လို့ဖော်ပြခဲ့ပါတယ်။နောက်ပြီးဖော်ဒိုစကန်မှာအကြီးအကျယ်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ဆိုတာကိုလည်းအီရန်ဘက်ကပယ်ချထားပါတယ်။အီရန်လွတ်တော်ဥက္ကဋ္ဌရဲ့အကြံပေးတအုပ်ကဖော်ဒိုကိုရန်သူကနောက်ထပ်ညာဘက်ဘုံကျဲမှုတွေဆက်လက်လုပ်နေအောင်မဲလို့ခန့်မှန်းထားကြောင်းဖော်ဒိုကဝန်ထမ်းတွေကိုကြိုတင်ရှင်းပြောင်းထားပြီးဖြစ်တယ်လို့ဘုံကျဲခံရလို့ကြီးကြီးမားမားထိခိုက်ပျက်စီးမှုမရှိကြောင်းပြောကြားသွားပါတယ်။တေချာတဲ့နှစ်ချက်ကိုပြောနိုင်ကြောင်းအသိပညာဆိုတာဘုံကျဲဖြစ်စီးလို့မရတယ်လို့ အခုကိစ္စမှာလောင်ကြီးထွက်ခဲ့တဲ့သူတွေဒေဂျာပေါ့ရှုံးမှဖြစ်ကြောင်းလည်းသူကဆိုပါတယ်မီဒီယာတွေကတော့ American ဟာ B2 မဟာပြူဟာဘုံချင်းလေရင်ကြီးကိုအတုံးပြပြီးပေါင်3000လောက်အလေးချိန်ရှိတဲ့မြေအောက်ဘန်ကာဖြတ်ဘုံဘန်ကာဘတ်စတာတွေအတုံးပြပြီးဖော်တိုကိုဖြစ်စည်းခဲ့တယ်လို့ဖော်ပြနေကြပါတယ်ထရမ့်ကတော့အီရန်မှာဘုံချဲတက်ခတ်ခဲ့တဲ့စစ်စင်ရေးဟာအထူးအောင်မြင်ခဲ့တယ်လို့ကြွေးကြော်ထားပါတယ်ပြီးတော့ဖော်တိုအပါအဝင်အီရန်ရဲ့နျူကလ িয়ার စခန်း၃ခုကိုအပြစ်တိုင်ခြေမုံဖြစ်စည်းနိုင်ခဲ့တယ်လို့ထရမ့်ကပြောပါတယ် အရှိရဲဘိုင်းမှာပူကျနေတဲ့အီရန်ဟာအခုတိုက်ခိုက်မှုအပြင်းမာတော့ငြိမ်းချမ်းရေးအတွက်ညှိနှိုင်းရတော့မှာဖြစ်ကြောင်းအခုထိမမလျှော့သေးရင်နောက်ထပ်ကြုံလာမဲ့တိုက်ခိုက်မှုတွေဟာပိုပြီးပြင်းထန်လာမှာဖြစ်တယ်လို့အမေရိကန်အတွက်လည်းလုံရကန်ရတာအများကြီးပိုလွယ်ကူလာမှာဖြစ်ကြောင်းထရမ့်ကချင်းချောက်သွားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ချောင်းဦးမြို့ထွေအုပ်ရုံးမှထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲမှုစစ်သားနှုတ်ပွဲချင်းပြီးတိုက်စုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ စကိုင်းတိုင်းချောင်းဦးမြို့ထွေအိုယုံမှထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား၂ဦးပွဲချင်းပြီးတေဆုံးခဲ့ကြောင်း BLDF တပ်ခွဲအညာမိုင်းမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဂျမနီဇွန်လ21ရက်နေ့ညနေ9:45မိနစ်ခန့်အချိန်ချောင်းဦးမြို့ထွေအိုယုံမှထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား30ခန့်ပါစစ်ကြောင်းကိုချောင်းဦးမြို့စုတောင်းပြည်ကျောင်းအနားမှာ BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ်ရင်းတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီဘက်မှစစ်သား၂ဦးပွေချင်းပြီးတေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းတော်လှန်ရေးရဲဘော်များအနေနဲ့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရှိရပါတယ်စကားစပကတော့ပြန်ပစ်ပါတယ်စက်တိုက်ပစ်တယ်စစ်ခွေးတီစရင်ကတော့ထတ်တိုးတီဆုံးတာကတော့ညောင်ရောက်သွားပြီဆိုတော့အသေးစိတ်ကမသိရသေးပါဘူးလို့ BLDF တက်ခွဲအညာမိုင်းမှာတာဝန်ရှိသူတို့ကဆိုပါတယ်လက်တလောချောင်းဦးမြို့နယ်မှာစစ်ကောင်စီကမြို့ပေါ်မှာလွဲပြီးကြံမြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာများအလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်များကစုမှုထားကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ကျိုးပင်ကောက်မှာ PDF တပ်ဖွဲ့များရဲ့တဲ့ရင်ကိုလိုက်လံစုံစမ်းနေတဲ့စစ်တပ်တောက်တိုင်တအူပြစ်ခတ်ခံရပြီးတေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဘကိုးတိုင်းကျိုးပင်ကောက်မြို့နယ်မှာ PDF တပ်ဖွဲ့များရဲ့တဲ့ရင်ကိုလိုက်လံစုံစမ်းနေတဲ့အကြမ်းဖက်စစ်တပ်တောက်တိုင်ကိုမိုးစုသူကိုပြစ်ခတ်ခဲ့ရမှာတေဆုံးခဲ့ကြောင်းတာယာဝတီခရိုင်တရင်383ညနဲ့တခွဲ6 Black Dragon GPK PDF မှာတာဝန်ရှိသူတအူကပြောဆိုပါတယ် ဇွန်လ20ရက်နေ့ညနေ4:30မိနစ်ခန့်မှာကျိုးပင်ကောင်မြို့နယ်မှန်ပင်ထူးရွာမှာနေထိုင်တဲ့အကျန်းဖတ်စစ်တပ်ဒေါက်တိုင်ကိုမိုးကိုတာယာဝတီခိုင်တရင်3832တခွဲ6 Black Dragon GBK PDF မှာရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာမှာတိုက်ဆုံခဲ့ကြောင်းသိရှိရပါတယ်။တိုက်ဆုံသွားတဲ့ကိုမိုးဟာတော်လရင်ရဲဘော်များရဲ့တွာလာလှုပ်ရှားမှုများကိုဖုန်းနဲ့မှတ်တမ်းရယူကအကျန်းဖတ်စစ်ကောင်စီတပ်သားများထံကိုပေးပို့ခြင်းကြီးရွာနေလူငယ်များကို PDF များလို့စုကာ စစ်တပ်ထံကိုမမှန်သတင်းပေး၍ဖုံးဆက်တိုင်ကြခြင်းဒေသနေပြည်သူများကိုစစ်တပ်နဲ့ပူးပေါင်းကအနိုင်ကျင့်ချင်းချောက်မှုများလှုပ်ဆောင်နေခြင်းကျူးလွန်နေသူဖြစ်ပြီးပြည်သူများတိုင်ကြားလာတဲ့အတွက်စစ်စစ်အတီးပြု၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မန်ပင်2ကျေးရွာအုပ်စုမှာတွာလာနေတဲ့တမန်လူငယ်တွေကို PDF တွေပါဆိုပြီးစစ်ခွေးတွေစီကိုကိုမိုးရဲ့သတင်းပေးတိုင်ကြားမှုကြောင့်လူငယ်တွေရှောင်နေရပါတယ်။စစ်ခွေးတွေနဲ့ပေါင်းပြီးပြည်သူတွေကိုချင်းချောက်အနိုင်ကျင့်ပို့ကြတယ်။ အစိုးဆုံးကတော့ရုံးမတဲက PDF အဖွဲတွေစင်းလာတာကိုဖုန်းနဲ့ဗီဒီယိုခိုးရိုက်ပြီးစစ်ခွေးတွေစီကိုပို့တာပဲဒီကောင်လုံနေတာကိုပြည်သူတွေကခဏခဏတည်င်းပေးတိုင်နေတာကြောင့်ကျွန်တော်တို့တေချာလေးလာစစ်စစ်ပြီးမှအေးအေးယူခဲ့တာပါလို့တာယာဝရီခရိုင်တရင်383ညနဲ့တက်ခွဲ6 Black Dragon GPK PDF မှာတာဝန်ရှိသူကပြောဆိုပါတယ်တာယာဝရီခရိုင်တရင်383ညနဲ့တက်ခွဲ6 Black Dragon GPK PDF တက်ဖွဲ့အနေနဲ့ ပြည်သူများနဲ့တော်လှန်ရေးတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအပြင်စစ်တပ်တောက်တိုင်များကိုပါအရှင်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတောလာနေထိုင်ခြင်းများလုံးဝလုံးဝမပြုတ်လုပ်ကြရင်အသိပေးနှိုးဆော်ထားပါရခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြမပြည်သူပြည်သားအပေါင်းအကြပ်ပတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလက်မြောက်ပြီးတော်လိုင်းနေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လိုင်းသတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ